မျောတာမျောပါစေမမြုပ်ပါစေနဲ့ဘုံဘုံရဲ့တရားပွဲကြီးကတော့ပြီးဆုံးသွားပြီပေါ့နော်အဲ့တော့ဒီတရားပွဲမှာဒီထိုင်းရောက်ရွှေမြမာများလာရောက်ပြီးတော့မှတောင်းတောင်းဖြားပြဝမ်းပန်းတတညင်ညင်ညာညာနဲ့လာရောက်ပြီးတော့တရားနာကြကြတာတွေ့ပါတယ်တချို့ဆိုရင်ဟိုးအဝေးကြီးကနေလာရောက်ပြီးတော့မှ နာကြကြတယ် တရားပွဲစီစဉ်တဲ့ဖြူရောင်ပရာဟိတာအသင်းတို့အသင်းသားများကလည်းပဲပြောတယ်ဘုံဘုံကြီးတဲ့တရားပွဲစီစဉ်ရတာအရန်ကိုကောင်းတယ်အရင်နှစ်တွေအရင်နှစ်တွေကဆိုရင်တဲ့တရားပွဲကဘလောက်ကြီးတိတ်မစီဘူးတဲ့အခုကကြတော့တဲ့တော်တော်ကြီးကိုပဲပရိသတ်ကစီစီကာကာတိုက်တိုက်ဝန်းဝန်းနဲ့ကျွေးရမွေးရတာတွေလည်းပဲတော်တော်ကောင်းပါတယ်ခင်ဗျာလို့သူတို့တွေအဲ့လိုရှောက်ကြပါတယ် အဲဘုံဘုံဟောပြလိုက်တဲ့တရားကတော့မျောတာမျောပါစေမမြုပ်ပါစေနဲ့ပေါ့ဟာဥဒကုဝမတုတ်တန်ကိုအခြေခံပြီးတော့တန္တရာရေပြင်ကြီးထဲမှာကုခတ်နေတဲ့ရေကူသမား9ယောက်ရှိတယ်။နံပါတ်1ပုဂ္ဂိုလ်ကမြုပ်ပြီးရင်မြုပ်သွားတဲ့ပုဂ္ဂိုလ်။အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုရင်အပေပုံကို ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေဟာမြုပ်ပြီးရင်မြုပ်ပြီးရင်မြုပ်သွားတယ်တဲ့ နာမနဲ့ပုံကောတကြိမ်ပေါ်လာပြီးတော့ပြန်မြုပ်သွားတဲ့ပုံကိုဆိုကြပါစို့ရေထဲမှာဝုဒ္ဓဝါရနဲ့ပေါ်လာပြီးတော့ပြန်မြုပ်သွားတဲ့ပုံကိုပေါ့ဒီပုံကိုတွေကတော့လူပေါ်ရောက်လာတဲ့အခါမှာမကောင်းမှုတွေလုပ်တယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေကြံတဲ့အတွက်အဲ့ဒီပုံကနောက်ဆုံးမျောပြီးတော့မြုပ်သွားပြန်နေနံပါတ်3ပုံကကတော့တကြိမ်ပေါ်လာပြီးတော့ပြန်မြုပ်မသွားအောင်စူးစမ်းပြီးတော့မှကူးခံနေတဲ့ပုံကို ဒီပုဂ္ဂိုလ်ကဘာကိုပြောတာလဲလို့ဆိုရင်ငါတို့လူပုံလူဘဝကိုတစ်ချိန်တစ်ခါတော့ရောက်လာပြီရောက်လာတဲ့အခါမှာပြန်လဲပြီးတော့မှမြုပ်မသွားအောင်လက်နဲ့တူသောဒါနာကောင်းမှုတွေလုပ်မယ်သီလနဲ့တူသောခြေထောက်နဲ့ယက်မယ်ကိုဖို့ပညာလို့ခေါ်တဲ့ဘာဝနာတွေကို ပွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကစူးစမ်းပြီးတော့မှ ကုခတ်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်။ဒီနေ့အပြင် လူပုံလူဘဝရောက်လာတဲ့အခါမှာမျောပြီးတော့မှမြုပ်မသွားဖို့အရေးကြီးတယ်။မြုပ်မသွားဖို့ဆိုရင်လက်နဲ့လည်းပဲရဲရမယ်ခြေထောက်နဲ့လည်းပဲခါရမယ်ကိုယ်ကိုယ်လည်းပဲဖော်ထားရမယ်လက်နဲ့ဆိုတာကဒါနအမှုပြုရမယ်ခြေနဲ့ဆိုတာသီလအမှုတွေလည်းပဲစောင့်တည်ရမယ်ကိုဖို့ပညာဆိုတာဘာဝနာတွေလည်းညံ့များပွားရမှာဖြစ်ပါတယ်။နောက်နံပါတ်၄ပုဂ္ဂိုလ်ကတော့ကံကိုမြင်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကသောတာပန်ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်။နံပါတ်၅ပုဂ္ဂိုလ်ကတော့ ကမ်းမက်ကိုကူးသွားတဲ့ပုံကိုတဲ့ဒါကတော့တခါတခါပုံကိုပေါ့နံပါတ်6ပုံကိုကတော့ရေကူးရင်ကူးရင်နဲ့ရေတိမ်မှာခြေထောက်ထောက်မိတဲ့ပုံကိုဒီပုံကိုကတော့အနာဂံပုံကိုကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်နံပါတ်9ပုံကိုကကုန်းပေါ်ရောက်သွားပြီးတော့ဘေကင်းကွာသွားတဲ့ပုံကိုဒီပုံကိုကတော့ရဟနာပုံကိုဆိုလိုခြင်းဖြစ်ပါတယ်ဘုံအဓိကပြောချင်တာကတော့ဘယ်နေရာမှာပဲမျောမျောမြန်မာနိုင်ငံမှာပဲမျောမျောထိုင်းနိုင်ငံမှာပဲမျောမျော စင်ကာပူမလေးရှားမှာပဲမျောမျောလူတွေဟာတန်တရာပင်လယ်ကြီးထဲမှာမျောပါနေကြတာပဲအဲ့လိုမျောနေတဲ့အခါမှာကို့အနေနဲ့မျောတာမျောပါစေမမြုပ်ပါစေနဲ့ဆိုတဲ့အတိုင်းပဲမြုပ်မသွားဖို့အရေးကြီးရဲ့မြုပ်သွားပြီဆိုရင်တော့ပြန်ပေါ်လာဖို့မလွယ်တော့နော်ဒါလေးကိုအခြေခံပြီးတော့ပုံမဟောကြားခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကမတ်ပေတာလေးလိုပဲရွှေမြမာများရဲ့ဘဝမှာမတ်ပေတာလိုပဲ မဗေဒာလေးဟာအပေါ်ကလိုင်းကရိုက်ချလိုက်တယ်။အောက်ကလိုင်းကရိုက်တင်လိုက်တယ်ဆိုတော့သူ့ခမရမာလေးအပေါ်တက်လိုက်အောက်ဆင်းလိုက်ရင်ကြံ့ကြံ့ခိုင်ရင်ဆိုင်ရတယ်။နောက်မဗေဒာလေးဟာမျောပါရင်မျောပါရင်နဲ့အုံးလက်ကြီးကလည်းလှပြီးတော့မှသူ့ကိုဆောင်းတယ်။အုံးလက်တင်လားဆိုတော့မဟုတ်ဘူး။လိုင်းလုံးကြီးတွေပုတ်လိုက်ပြန်တော့မဗေဒာလေးကတလန်ကွာလိုင်းအကြွပေါ်ပြန်ရတယ်။ ဒါရင်လားဆိုတော့မဟုတ်သေးဘူး၆ဇွယ်မြောင်းငယ်တဲကဘဲထွက်လို့လာပြီးတော့ဘဲအုပ်ကရက်လိုက်တဲ့အခါမှာမတ်ဗေဒာလေးမှာခါကုန်မော့ယင်ကိုကော့ပြီးတော့အလူလဲခံရတယ်ဘယ်လိုလောကရံမျိုးတွေပဲလာလာမတ်ဗေဒာဟာပန်းပန်ပြီးတော့လက်မထောင်ရဲပဲဟိုလည်းပဲအဝေးရောက်နေကြတဲ့တိုင်းတစ်ပါးရောက်နေကြတဲ့ရွှေမြမာများရဲ့ဘဝဟာထို့အတူပါမြမာမြမာနေစဉ်အချိန်တုန်းကမိသားစုအရေး ညီကောင်မောင်နှမတွေရဲ့အရေးကိုယ့်ရဲ့သားသမီးတွေရဲ့အရေးရွှေမျိုးတွေရဲ့အရေးပေါ့ဒီအရေးတွေဒီအရေးတွေကဒီအပူတွေကနေရိုက်ချလိုက်တာအဲ့ဒီအပူလိုင်းတွေကရိုက်ချလိုက်တာထိုင်းနိုင်ငံရောက်လာထိုင်းနိုင်ငံရောက်တော့လည်းဒီတိုင်းမနေရဘူးဒီကရသမျှတော့လကတွေလကတွေမြန်မာနိုင်ငံကို ပို့ပေးရတယ်အဲ့တော့တခါတလေမှာအုံလဲနဲ့တူသောလူတွေလည်းပဲတွေ့ရပါလိမ့်။အများကြီးစားတဲ့ပုံကိုယ်တွေ၊ကောင်းမွန်ဖြတ်တဲ့ပုံကိုယ်တွေ အချင်းချင်းကုတ်သွေးဆုပ်တဲ့ပုံကိုဒါတွေလည်းပဲတွေ့ရပါပဲ။နောက်လိုင်းလုံးကြီးနဲ့လည်းတွေ့ရမယ်။လိုင်းလုံးဆိုတာကဒီနိုင်ငံမှာနေရင်ဒီနိုင်ငံရဲ့ policy ဒီနိုင်ငံရဲ့စီးပံဒီနိုင်ငံရဲ့ဥပဒေလိုက်နာရဒီနိုင်ငံကဥပဒေနဲ့ညှိစွန်းတယ်ဆိုရင်ဒီနိုင်ငံကမကြိုက်တာလုံးမိပြီဆိုပုံရှုပ်ွယ်ရှုပ်ညီပြန်ကြရတယ်မဘေးတာလေးလို့ပဲချောင်းဆွေမြောင်းငယ်တဲကဘဲထွက်လို့လားဘဲဥကတရားနေရမှတ်ပေတာကတပင်တယ်တဲ့ဒီဥပမာလို့ပဲ တခါတလေမှကိုရှင်မှာအဲလိုချင်တာတစ်ခုခုရကျင်ပြီဆိုရင်ကိုနာကိုလာကတ်မယ်ကိုရှိကလိုချင်တာတွေရကျင်တာတွေအကုန်လုံးပြည့်စုံသွားပြီဆိုရင်ကန်ထုတ်ကြလိမ့်မယ်ဘဲနဲ့တူတဲ့လူတွေနဲ့တွေ့ရမယ်ဘဲလိုဟာမျိုးတွေနဲ့ပဲတွေ့ရတွေ့ရရင်ဆိုင်ရရင်ဆိုင်ရလောကရန်ကိုကြံ့ကြံ့ခံပြီးတော့မှရင်ဆိုင်ကြော်လို့ရမှာဖြစ်တယ်။အားကြောင့်မို့ဘယ်မှာပဲမျောမျောမမြုပ်ဖို့အရေးကြီးပါတယ်။ဒါနဲ့ပတ်သက်လို့ဟောမောဟောပေးခဲ့တဲ့တရားလေးကိုအချင်းချုပ်ပြောပြတာဖြစ်ပါတယ်။ ဘုရားတော်ကိုလာရောက်ပြီးတော့အဝေးကနေပင်ပင်ပန်းပန်းနဲ့ငွေကုန်ကြီးကြခံပြီးတော့လာရောက်နာကြရတဲ့ရွှေမြမာများကိုလည်းပဲအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ။